က်ခါကယောဟန်နာမှာတောအကြီးတစ်ခုရှိပြီးတောအထဲမှာသုံးမကြီးတစ်ကောင်နေထိုင်နေပါတယ်။သူမရဲ့ခြေထောက်တွေမှာခြေချင်းတွေဝတ်ထားပါတယ်။တရံမှာတော့ညကြီးမချုပ်သုံးမကြီးကရွာထဲကိုဝင်လာခဲ့ပါတယ်။အရင်နေညကတော့လာမိုင်းညမှောင်မဲကျူးနေရပါပဲ။သုံးမကြီးကတော့သူ့သားကောင်ကိုလိုက်ရှာနေပါတယ်။ရွာမှာရှိတဲ့ AD ရဲ့အရှိကိုရောက်ရှိသွားခဲ့ရတဲ့သူကကောက်ခုန်နေခဲ့ပါတယ်။ သူကနေခဲ့တဲ့အခါမှာတော့သူရဲ့ခြေချင်းတွေရဲ့အတန်းကစုညာနေအောင်ထပေါ်လာခဲ့ပါတယ်။အိမ်ထဲမှာကမလ်ဆိုတဲ့သူတယောက်အိမ်မောကြနေခဲ့ပါတယ်။အပြင်မှာဆုံးမကြီးကခုန်နေခဲ့တဲ့အခါမှာတော့သူလည်းအတန်းတွေကိုကြားခဲ့ရပါတယ်။သူကလည်းသူရဲ့မိမကိုနှိုးခဲ့ပါတယ်။မိမရေဒါဘလို့ဖြစ်တာလဲ။ဒုက္ခပါပဲ။ဘာအတန်းကြီးလည်းမသိဘူး။ခြေချင်းအတန်းတွေကြားနေရတယ်။ဒီအတန်းဘယ်ကနေပြီးတော့ထွက်နေရလဲ။အော်ဒါကတော့ရှင် ခြေချင်းဝစ်ပြီးတော့တရားရောက်အရှိအဖျက်ရှောက်နေတာဖြစ်မှာပေါ့ရှင်ကလည်းအဲ့နေအောင်ဒုက္ခလာပေးနေပြန်ပါပြီအခုရှင်အိတ်လိုက်ပါတော့ရှင်သူတို့လည်းပြန်ပြီးအိတ်ခဲကြပါမယ်ခြေချင်းအတန်ကြီးကတော့မရနာတော့ခဲ့ပါဘူးဇက်တိုင်းညီနေခဲ့ပါတယ်ကဲဒုက္ခပဲဘာတွေဖြစ်နေတာလဲမသိဘူးငါကတော့မနေနိုင်တော့ဘူးဟဲ့ငါကိုယ်တိုင်းပဲတွားကြည့်လိုက်တော့မယ်တိလားဒါလောက်ကြီးတာယာနာပြောပွဲကောင်းတဲ့အတန်ကနေတော့အရန်ကိုလှမှာပဲငါကတော့ကြည့်ချင်တယ်ငါရဲ့စိတ်ကိုတော်တော်လေးဆွဲဆောင်နေရပါပဲ ကြည့်ပါဦးကွာငါအမြန်ဆုံးအပြင်ကိုပြေးထွက်သွားလိုက်ချင်တယ်မနေနိုင်တော့ဘူးငါဒီမှာထပ်ပြီးတော့မနေတော့ဘူးကမလအခန်းထဲကနေထွက်လာခဲ့ပြီးတရမကြီးနောက်ကိုလိုက်သွားပါရီတရမကြီးကတော့သူ့ကိုသွေးဆောင်ဖျားယောင်းပြီးတောက်ထဲအထိခေါ်ဆောင်သွားလိုက်ပါရီကမလကလည်းဘူးမတိဘာမတိနဲ့တရမကြီးနောက်ကိုလိုက်သွားတာပေါ့သူလည်းတောက်ထဲကိုဝင်ရောက်သွားခဲ့ပါရီတောက်ထဲကိုရောက်ရှိသွားခဲ့တော့မှသူလှည့်ကြည့်လိုက်တော့တရမကြီးဖြစ်နေပါရီသူလည်းတော်တော်လေးကြောင်းတောင်းလောက်သွားခဲ့ပါရီဒါဒါဒါပါလေဒါပါလေ နင်ကတော့ဘလို့မဆိုဆုံးမကြီးတရားမဟုတ်ဘူးလားအခုနောင်ကနင်ခြေချင်းဝတ်ပြီးတော့ကနေခဲ့ရမလားနင်ပဲလားဟုတ်တယ်အခုနောင်ကခြေချင်းတွေဝတ်ပြီးတော့ကနေခဲ့ရငါပဲငါကတရေမကြီးတကောင်ပဲလေနင်ကတွေ့ရမလားအခုငါနဲ့ကိုဒီအတိုင်းလှုပ်ပေးမှာမဟုတ်ဘူးနော်ကြည်လားဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့အော်တန်ကြီးတစ်ချက်ကြားခဲ့ရပါတယ်ခဏအတွင်းမှာပဲဆုံးမကြီးကတော့ကမလ်ကိုအသက်ထုတ်ယူပြစ်ခဲ့ပါပြီဒီလိုနဲ့နောင်နေမနက်နေထွက်မနက်မောလင်လာခဲ့တဲ့အချိန် ကမာလီရဲ့အမျိုးသမီးကတယောက်ကြောင်ကိုတင်လုံးအနားလိုက်ရှာနေခဲ့ပေမဲ့တယောက်ကြောင်ရှာမတွေ့ခဲ့ပါဘူး။ရှင်ရလည်းရှင်ဘယ်ရီကိုရှောက်သွားနေရလဲဘယ်မှာလဲ။ရှင်ရလည်းကျမခေါ်နေမကြဘူးလားဘယ်ရီကိုသွားနေရလဲ။ယောက်ျားဖြစ်သူကိုတင်လုံးလိုက်ရှာရင်မတွေ့ရတဲ့အဆုံးမှာတော့အမျိုးသမီးလည်းညရုံကအတန်ကိုတတိယသွားခဲ့ပါတော့တယ်။ညာဘက်သူတို့နဲ့ညာညောင်အိတ်နေခဲ့တဲ့အချိန်မှာယောက်ျားဖြစ်သူကချက်ချင်းအတန်ကြားရဲဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ချက်ချင်းအတန်နောက်ကိုလိုက်ပြီးသူအပြင်ထွက်သွားတာမဖြစ်နိုင်ဘူးလား။ ဘလို့မဆိုတော့ကြည်မဖြစ်မယ်ဒီအချိန်မှာလူတယောက်သူမရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ရမားကလည်းတောင်းထဲကနေထွက်လာတဲ့လူကိုမေးလိုက်ပါတယ်ရှင်ကျမရောက်ကြောက်တွေ့လိုက်သေးလားကျွန်တော်တောင်းထဲကနေခုပဲလာခဲ့ရတောင်းရဲမှာလူတယောက်တည်နေအောင်ကျွန်တော်တွေ့ခဲ့တယ်ဟုတ်ပါပြီဟုတ်ပါပြီသူလည်းတိတ်သွားတာနဲ့ချက်ချင်းတောင်းရဲကိုလိုက်သွားခဲ့ပါတယ်တောင်းရဲမှာကွဲလွန်နေခဲ့ရဆိုတဲ့သူကသူ့ယောက်ျားဟုတ်ပါတယ်တောင်းတွေ့ခဲ့တော့သူမလည်းတော်တော်လေးဝမ်းနေသွားပြီးအုံငုံနေခဲ့ပါတယ်ကြည့်ပါဦးကြည့်ပါဦးငါရဲ့ကန်းကိုကဆိုးတာပါ မင်းကသူပြောတဲ့စကားအနားထောင်ပြီးသူနဲ့အတူတူအပြင်ထွက်ကြည့်လိုက်ရမှာအခုသူဆက်ဆူလုံးလုံးအပြင်ထွက်သွားတာအသက်မရှိတော့ဘူးကန်ဆိုးလိုက်တာကန်ဆိုးလိုက်တာဒါရိုက်တာမဖြစ်လာဘူးဆိုရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲဒီလိုနဲ့နောက်ထပ်တရက်နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတရက်မှကြီးတောက်ထက်ကပြန်ထွက်လာခဲ့ပါတယ်ဒီနောက်ရွာမှာရှိတဲ့တခြားအိမ်တအိမ်ရဲ့အရှိမသွားကားနေခဲ့ပြန်ပါတယ်သူမခြေချင်းနဲ့ဝပီးကားနေခဲ့တာဖြစ်တဲ့အတွက်ခြေချင်းကထွက်နေတဲ့အတန်တွေကလည်းတော်တော်လေးကိုကျဲလောင်လောပါတယ် နေပါအောင်ဒါပါလေဘလို့အတန်ကြီးလေဟောအတန်လေးကตายရလိုက်တာတတော်လေးကိုနားထောင်လို့ကောင်းတာပဲတစုံတယောက်ကခြေချင်းတွေကိုခြေထောက်မှာတေးချဝစ်ပြီးကနေရပုံစံပဲကောင်းနေဟေးကောင်းနေအတန်လေးကတဲရင်နားထောင်လို့ကောင်းနေဒီအတန်ကြောင့်လေငါကတော့အသက်ထွက်ဦးမယ်နဲ့တူပါရဲ့ဒီလိုနဲ့သူလည်းအတန်ကြိုင်းဟာနောက်ကိုလိုက်တော့ခဲ့ပါရဲ့ငါရဲ့ခြေချင်းအတန်တွေကြောင့်ဒီလိုတွေအားလုံးရှူးသွားကြလိမ့်မယ်အားလုံးငါနောက်ကိုလိုက်လာကြလိမ့်မယ်ဒီလိုကတော့ငါနောက်ကနေထက်ချက်မကွာလိုက်လာလိမ့်မယ် ဒီလိုနဲ့တရဲမကြီးရှေ့ကသွားနေခဲ့ပြီးရွာသားကတော့အနောက်ကနေဘာမှမသိဘဲနဲ့လိုက်သွားနေခဲ့ပါရီတရဲမကြီးသူ့ကိုတောက်ထဲမြောင်းပြီးခေါ်သွားခဲ့ပါရီတောက်ထဲရောက်ပြီးဆိုတာနဲ့သူမရဲ့ပုံစံကြီးကိုပြပြီးလူရီရဲ့အသက်ကိုထုတ်ယူတတ်ပါရီအဲဒီနေ့မှလည်းရွာသားတယောက်ထပ်ပြီးအသက်ဆောင်းရှောင်းခဲ့ရပါရီကဲပြီးသွားပြီငါအခုလိုမျိုးနေစင်နေရလူရီရဲ့အသက်ကိုထုတ်ယူရတာတအားပြောတယ်အိမ်တအိမ်မှာရှိတဲ့လူတယောက်ချင်းစီကိုအခုလိုမျိုးငါအမြဲတမ်းစားသုံးပြစ်လိုက်မယ်ဟိဒီတော့မှပဲငါဘိုက်ဝတ်မှာပေါ့ နောက်လေးမှလည်းတယင်းမကြီးရွာထဲကိုပြောင်းဝင်လာခဲ့ပြီးအိမ်တိန်အရှိမသွားကားနေခဲ့ပြန်ပါတယ်။အိမ်ထဲမှာရှိတဲ့လူကိုသူကတွေးဆောင်ဖျားယောင်ပါတယ်။အိမ်ထဲမှာရှိတဲ့သူတွေကလည်းသူမရဲ့ကားနေတဲ့ခြေချင်းတန်ကိုကြားလိုက်ရတဲ့အခါတိုင်းမနေနိုင်မထိုင်နိုင်ဖြစ်သွားခဲ့ပြီးသူမနောက်ကိုပြေးလိုက်သွားတတ်ကြပါတယ်။ဒါကြောင့်လည်းရွာသားတွေအသက်ဆုံးရှုံးခဲ့ရတာပါ။ဒီလိုအဖြစ်အပျက်တွေကြောင့်ရွာမှာရှိတဲ့လူတွေလည်းတဖြည်းဖြည်းနဲ့ညှော်နေကုန်ကြပါပြီ။ရွာသူရွာသားတွေလည်းထိတ်လန့်တုန်တော့နေကြပါတယ်။ဒါကြောင့်တခုခုလုံးမဖြစ်တော့မယ်ဆိုပြီးတော့ဆွေးနွေးတိုင်ပင်ကြပါတယ်။ ဒီအချိန်မှာပဲရွာထဲမှာရှိတဲ့တော်တော်လေးထမ်းမြက်ပြီးလဲဝဲလွန်းတဲ့အမျိုးသမီးတယောက်ရောက်ရှိလာခဲ့ပြီးသူမရဲ့အကြံဉာဏ်တွေကိုပြောပြခဲ့ပါတယ်။ရှင်တို့ရွာသူရွာသားတွေအားလုံးညဆိုရင်အိမ်ထဲကနေအပြင်ကိုမထွက်ကြနဲ့။အိမ်ထဲမှာပဲတကားပိတ်ပြီးတော့နေနေကြ။ရှင်တို့အပြင်မထွက်ပဲအိမ်ထဲမှာပဲနေနေရဲ့ချိန်တရဲမကြီးပြန်လာလိုက်မယ်။ရွာသူရွာသားတွေအားလုံးကသူမစကားကိုနားထောင်ပြီးသူမပြောတဲ့အတိုင်းပဲလိုက်လုပ်ကြပါတယ်။ညမောချုပ်ပြီးဆိုတာနဲ့ဆုံးမကြီးရွာထဲဝင်လာခဲ့ပါတယ်။ အင်တိန်အရှိကိုရောက်ပြီးသူမရလိုက်ပါတယ်ပြီးတော့သူမရဲ့ခြေချင်းတွေကိုဝေပြီးတော့ကပါတယ်ဒီနေ့မှာတော့အိမ်အပြင်ကိုပဲသူမထွက်မလာခဲ့ကြပါဘူးသူတို့လည်းတရဲမကြီးရဲ့လှဲခွက်တွေကိုမြင်သွားခဲ့ကြပါပြီဘလို့ဖြစ်ကြလဲဒီနေ့ရွာတွေကရွာသူရွာသားတွေအပြင်ကိုလည်းထွက်မလာကြဘူးရွာမကြီးနဲ့အမျိုးသမီးတွေအားလုံးကသူတို့ယောက်ျားတွေကိုအိမ်ထဲမှာကျိုးရင်းနဲ့ချီပြီးတော့ဖမ်းဆီးထားရပါတယ်ဒါမှဆုံးမကြီးရဲ့မော်အစွမ်းတွေကသူတို့ယောက်ျားတွေစီကိုမတက်ရောက်ပါလိမ့် ဆုံးမကြီးကမော်အစွမ်းတွေအသုံးပြုပြီးရောမရှိတဲ့အမျိုးသားတွေကိုလိန်ညာလဲစားနေကြတာပါမဖြစ်ဘူးငါ့ရဲ့မော်အစွမ်းတွေအားလုံးကိုထုတ်သုံးမှဖြစ်မယ်ငါအခုလိုမျိုးကနေမယ်ငါ့ရဲ့ချစ်ချင်းအတန်နဲ့သူတို့အားလုံးကိုဆွဲဆောင်မယ်ဟုတ်တယ်ဆက်လုပ်ရမယ်သူတို့မထွက်လာမချင်းငါကမယ်ဘယ်အချိန်ထိသူတို့အားလုံးအိမ်ထဲမှာနေနိုင်မလဲငါစောင့်ကြည့်မယ်နင်တို့ရွာမှာရှိတဲ့ယောက်ျားတွေအားလုံးထွက်လာစမ်းဒီနောက်မှာအမျိုးသမီးကပြန်ကားပါလေရွာသားတယောက်မှအပြင်ကိုထွက်မလာတဲ့အခါမှာတော့သူမဒေါသတကြီးနဲ့အော်ဟစ်ခဲ့ပါလေထွက်ခဲ့စမ်းထွက်လာကြ ထွာလာကြငါရွာမှာရှိတဲ့တယောက်ကောမှအလုတ်ပေးမှာမဟုတ်ဘူးနော်သူလည်းနောက်ဆုံးဒေါသကြီးနဲ့ကျောင်းထဲကိုပဲပြန်ဝင်သွားခဲ့ပါရဲ့ရွာသူရွာသားတွေအားလုံးဝမ်းသာပျော်ရွှင်ကုန်ကြပါရဲ့ဒီနေ့မှာတော့တယံမကြီးရဲ့အကြံစီတွေအားလုံးကြာရှုံးသွားခဲ့လို့ပါနောက်နေ့ညဘုံချုပ်သွားတာနဲ့တယံမကြီးရွာထဲပြန်ဝင်လာပြန်ပါရဲ့ရွာသူရွာသားတွေအားလုံးလည်းအိမ်ထဲမှာပုန်းခိုနေကြပါရဲ့အမျိုးသမီးတွေကသူတို့အိမ်ကယောက်ျားတွေအားလုံးကိုဂျုံနဲ့ပြန်ပြီးတော့ချီထားခဲ့ကြပါရဲ့ဒီနေ့ငါရဲ့စွမ်းအားတွေကိုပြန်အသုံးချပြီးရွာမှာရှိတဲ့ယောက်ျားတွေကိုလှည့်စားရမယ် မနေ့ကတော့ကယောက်ျားတယောက်ကိုမမရခဲ့ဘူးဆိုပေမဲ့ဒီနေ့တော့ငါရအောင်ခေါ်သွားမယ်။ပြောပြီးနောက်မှာတရင်မကြီးကလည်းချက်ချင်းအတန်တွေအကျဉ်းကြီးကြားရအောင်လုပ်ပြီးတော့ကပြန်ပါတယ်။တဖက်အိမ်ထဲမှာစူနီလေးရဲ့ယောက်ျားဖြစ်သူမိုဟစ်ကတော့ငါ့ကိုလှုပ်ပေးပါငါရဲ့ဂျိုးတွေကိုဖြီးပေး။ငါသူ့နာကိုသွားကျင်တယ်သူ့စီကိုသွားမှဖြစ်မှာသိလား။သူကငါရဲ့စိတ်တွေကိုလှည့်စားနေရဲ့သူ့နာကိုလာဖို့တော့ဆွဲခေါ်နေတယ်လို့မျိုးပဲငါသွားမယ်သွားမှဖြစ်မယ်။ဂျိုးဖြီးပေးဂျိုးချက်ချင်းဖြီးပါအမြန်ဖြီးလိုက်တော့နေငါ့ကိုဂျိုးမဖြီးပေးဘူးဆိုရင်တော့ငါနဲ့ကိုတတ်ပြစ်မှာနော်။ နေငေါလက်ထဲမှာအရိုက်ခံချင်နေရလားဘာလို့နေရလဲအမြန်ဖြီးရှင်ယူမြယူသွားပြီလားအဲ့ဒီတရေမကြီးကရှင်ကိုလိန်ညာလှဲစားနေရကျမရှင်ကိုဘာဖြစ်လို့ကြိုးခိပြီးတော့လှုပ်ပေးရမှာလဲကျမသာရှင်ကိုကြိုးဖြစ်ပြီးတော့လှုပ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒီတရေမကြီးရှင်ကိုအပိုင်းပိုင်းလှုပ်ပြီးတော့တပ်ပြစ်လိုက်မယ်ရှင်သိရောသိရဲ့လားကျမကတော့ရှင်ရဲ့အသက်အန္တရာယ်ကြောက်ရွံ့ပါဆိုလို့စိုးရင်လုံးမလှုပ်ပေးတာဒီလိုနဲ့ရောမရှိတဲ့ယောက်ျားသားတွေအားလုံးကအပြင်ထွက်ဖို့အတွက်သူတို့မိမာစီမှာတောင်းဆိုနေကြပါတယ်သူတို့အားလုံးအသေးစိတ်လှုပ်ကောင်းကြပါပြီတရေမကြီးကလည်းအပြင်မှာအဆက်မပြတ်ကောက်ခုန်နေပါတယ် ဒါပါလေဘလို့ဖြစ်တာလဲထူးဆန်းလိုက်တာငါရဲ့စွမ်းအားတွေတဖြည်းဖြည်းနဲ့လျော်နေကုန်တာလားလွန်ခဲ့တဲ့နှစ်ရက်လောက်ထဲကငါအစာမစားရဘူးဆိုတော့စွမ်းအားတွေညော့လာတာမဆန်းဘူးငါရဲ့စွမ်းအားတွေညော့နေကုန်တာဘာလို့ကြောက်လဲဒီပုံစံအတိုင်းဆိုရင်တော့တရွာလုံးကောက်ကြောက်မှာမဟုတ်တော့ဘူးသူတို့ငါ့ရှိကိုဘာလို့မလာတာလဲဒါပေမဲ့တရဲမကြီးထပ်ပြီးတော့ကနေခဲ့ပါရီဒီအချိန်မှာမှရှိရမျိုးသားတွေအားလုံးဒီမခံနိုင်တော့ပဲကျိုးတွေကိုဖြီးပြီးတရဲမကြီးစီကိုဖြေးလာခဲ့ကြပါရီကြည့်ပါအောင်နောက်ဆုံးတော့ရောက်လာကြပြီပဲငါရဲ့သားကောင်တွေငါရဲ့သားကောင်တွေမြားလိုက်တာ ။ဒါအပြင်ခနာကြမှာရွာမှာရှိတဲ့အမျိုးသမီးတွေအားလုံးလည်းရောက်လာကြပါရဲ့။နေပါလောက်တာလဲငါယောက်ျားတွေကိုပြန်လှုပ်ပေး။ဟုတ်တယ်ငါရယောက်ျားတွေကိုလှုပ်ပေး။ငါတို့နဲ့ကောင်များလောက်ခဲ့ပြီလို့ငါတို့အခုလိုမျိုးအပြစ်ပေးနေရတာလဲ။တို့မှာအပြစ်မရှိဘူး။တို့ကိုလှုပ်ပေးလိုက်ပါ။နေငါရယောက်ျားတွေကိုတတ်ပြီးတော့ဘာရမှာမဟုတ်လို့လဲဟမ်။မရဘူး။ငါလှုပ်ချင်တာလှုပ်မယ်။ငါ့ကိုဘယ်သူမှလာတောင်းလို့မရဘူး။လာတောင်းမနေနဲ့။ငါတို့ကိုစားရမှာလေ။တို့ကငါရဲ့အစားငါရဲ့သားကောင်တွေ။တို့ကိုစားတော့မှငါဘိုက်ဝါမှာပေါ့။နင်တို့ကငါတုံးမရပြီပဲဘာမှလည်းမသိကြဘူး။ကောင်းပြီလေ ။နေကငါတို့အမျိုးသမီးတွေကိုအထင်သေးရနေတူတယ်။ငါတို့အမျိုးသမီးတွေမှာစွမ်းအားတွေအများကြီးပိုင်နေ။ငါတို့ယောက်ျားတွေကိုငါတို့ကာကွယ်စောင့်ရှောက်နိုင်နေ။ငါတို့ယောက်ျားတွေကိုနေရက်လက်ထဲကနေပြီးတော့လွတ်မြောက်ကဲတင်ပေးမယ်။နေကများရရဆဆငါတို့ယောက်ျားတွေကိုတွေးဆောင်ဖျားယောင်ခဲ့။နေရဲ့ခြေချင်းတွေကြောင့်ငါတို့ယောက်ျားတွေကနေ့စီကိုတိုးကပ်လာခဲ့ရမလား။เอ้งารุเลยตรุเยอัตตะတွေကိုကျင်းတွေပြန်ကဲတင်ပေးမှာအမျိုးသမီးတွေကအရှုံးမပေးခဲ့ကြပါဘူး သူတို့အားလုံးကအိမ်ထဲဝင်ပြီးအိမ်ထဲမှာရှိတဲ့ခြေချင်းတွေကိုဝတ်လာကြပါတယ်။ပြီးတာနဲ့သူတို့လည်းအပြင်ကိုထွက်ရပြီးကကြပါတယ်။အတန်အကျဲကြီးနဲ့ကားခဲ့ကြတဲ့အခါမှာတော့တရဲမကြီးလည်းဘလို့မှနားမခံနိုင်အောင်ဖြစ်လာခဲ့ပါတယ်။ဒီအတန်တွေကြောင့်တရဲမကြီးရဲ့စွမ်းအားတွေအရင်တုန်းကပိုပြီးရလျှော့နေကြလာပါတယ်။သူတို့ယောက်ျားတွေအားလုံးကလည်းဆုံးမကြီးရဲ့လှည့်စားခံရမှုကနေလွတ်ကင်းသွားခဲ့ပါတော့တယ်။မလုံနဲ့မလုံနဲ့ဘာလုံနေရလဲနင်တို့ကောက်မနေကြနဲ့အဲ့ဒီအတန်တွေကိုချက်ချင်းရက်ငါ့ရဲ့စွမ်းအားတွေ ငါရဲ့စွမ်းအားတွေဘယ်ဟုတ်ပြောင်းနေရလဲဘာဖြစ်နေရလဲဒါတွေအလုံးအပါတွေလဲငါရဲ့စွမ်းအားတွေတဖြည်းဖြည်းနဲ့လျှော့နေနေပြီးမဖြစ်ဘူးဒီလူတွေကငါထပ်ပြီးရောမရင်ဆိုင်နိုင်တော့ဘူးဒီလူတွေဘာလုပ်နေကြတာလဲတရမကြီးလည်းအရန်ကိုနာကျင်စွားနဲ့အော်ဟစ်နေခဲ့ပါတယ်သူမစွမ်းအားတွေကိုတဖြည်းဖြည်းဆုံးရှုံးနေရပါပြီနောက်ဆုံးမှာကြောက်လန့်ကြနဲ့သူလည်းရွာတွေကအများအဆုံးထွက်ပြေးသွားခဲ့ပါတယ်သူမနောက်ဘယ်တော့မှပြတ်မလာခဲ့တော့ပါဘူးဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။